အားလုံးပဲမင်္ဂလာပါရှင်။ရန်ကုန်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မိထီလာမျိုးတွင်ကင်းလဲနေသည့်ရဲကားကိုလက်ပြဘုံပြစ်သွင်းတိုက်ခိုက်မှုရဲနှစ်ဦးသေဆုံးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းမိထီလာမြို့တွင်ခင်းလဲနေသည့်ရဲကားကိုလက်ပြပုံပြစ်သွင်းတိုက်ခိုက်ရာရဲနှစ်ဦးသေဆုံးခဲ့ကြောင်းစေတန်ယူကြီးအဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါသည် ရှမနီအော်တိုဘာလာ၁၂ရက်နေ့နနက်၁၇နာရီခန့်တွင်မိထီလာမြို့အနောက်ဘက်မှခင်းလှည့်ပြီးပြန်လာသောရဲကားသည်မြို့တွင်သို့ပြန်လည်ဝင်ရောက်လာချိန်ပညာရေးတက္ကသိုလ်အနီးတွင်လက်ပြပုံပြစ်သွင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ရှင်းတိုက်ခိုက်မှုအတွင်းရဲနဲ့ဥပွဲချင်းပြီးတည်ဆုံပြီးထိခိုက်ဒဏ်ရာရရှိသူများပြကြောင်းထိုထိခိုက်ဒဏ်ရာရရှိခဲ့သောရဲများကိုမိတိလာစေယုံတို့ပို့ဆောင်ကာအရေးပေါ်ကုသနေရကြောင်းသိရပါဗျ။ရဲခွေကကမိတိလာမျိုးအနောက်ဘက်မှာခင်းပတ်ပြန်လာပြီး မျိုးတွင်ပြန်ဝင်လာချိန်မှာကျွန်တော်တို့စေတန်ယူကြီးအဖွဲ့က၄ရက်ကြာစောင့်ကြည့်ပြီးမနေ့ကမနက်၁၇နာရီလောက်မှာပညာရေးတက္ကသိုလ်အနီးအယောင်လက်ပြုံပြစ်သွင်းတိုက်ခိုက်ခဲ့တာပေါ့ရဲကွေးနှစ်ကောင်ကတော့ဖွဲ့ချင်းပြီးတည်ဆုံနေကြံရဲကွေးတွေလည်းထိခိုက်ဒဏ်ရာရပြီးစေယုံကိုပို့ဆောင်ထားတယ်လို့သိရတယ်ဟုစေတန်ယူကြီးအဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုစေတန်ယူကြီးအဖွဲ့ကလုံဆောင်ခဲ့ခြင်းဖြစ်ပြီးထိုလိုင်းရဲဘော်များအထိကမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ် ဆက်လက်ပြီးအားလုံးပေါင်းစည်းပြီးတပြိုင်နက်တည်းတော်လှန်ရတော့မည့်အချိန်ရောက်ပြီဟုအဖွဲ့အစည်းတွေနှင့်ခေါင်းဆောင်များလက်ခံကြောင်းဒေါက်တာဇော်ဝေစိုးပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်လက်ရှိအချိန်ဟာအားလုံးပေါင်းစည်းပြီးတပြိုင်နက်တည်းတော်လန်တိုက်ပွဲဝင်ရတော့မယ့်အချိန်ဖြစ်တယ်လို့အဖွဲ့အစည်းအသီးသီးနဲ့ခေါင်းဆောင်တွေကိုပြောဆိုခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကျန်းမာရေးနဲ့ပညာရေးဝန်ကြီးဒေါက်တာဇော်ဝေဆိုးကအတည်ပြုလာပါတယ်။ဒေါက်တာဇော်ဝေဆိုးဟာ NUG အစိုးရရဲ့ Stage Media ဖြစ်တဲ့ PVTV နဲ့တည်တံ့တွေ့ဆုံမေးမြန်းခန်းမှာအခုလိုပြောဆိုခဲ့တာလို့သိရပါတယ်။အခုချိန်ဟာ2025-2026ဟာတစုချင်းတဖွဲ့ချင်းဒတိတာချင်းစဉ်းစားရမယ့်ဒတိတာချင်းတိုက်ရမယ့်တော်လန်ရမယ့်အချိန်မဟုတ်တော့ပါဘူး။အားလုံးပေါင်းစည်းပြီးတပြိုင်နက်တည်းတက်ညီလက်ညီအလုပ်လုပ်ရတော့မယ့်အချိန်တော်လန်ရမယ့်အချိန်တိုက်ပွဲဝင်ရတော့မယ့်အချိန်ဖြစ်တယ်လို့လည်းကျွန်တော်အဖွဲ့အစည်းအသီးသီးနဲ့ကောင်းဆောင်တွေကိုပြောပြပါရစေ။အားလုံးကလည်းယုံကြည်လက်ခံကြပါတယ်လို့ဒေါက်တာစောဝေစုက ပြောဆိုပါတယ်။ ပြည်ရင်းကိုပြန်လည်ရောက်ရှိတာလှပိုင်းသာရှိသေးတဲ့ဒေါက်တာဇော်ဝေစုဟာတိုင်းဒေသကောင်းဆောင်တချို့နဲ့လိုက်လံတွေ့ဆုံတာတွေလည်းရှိနေပါတယ်။မကြာမီအချိန်တွင်းမှာတိုးတက်ပြောင်းလဲမှုတွေနဲ့စူးစီးညှိနှိုင်းမှုတွေပေါင်းစပ်မှုတွေပေါ်ပေါက်လာမယ်လို့ကျွန်တော်မြင်ပါတယ်လို့ဒေါက်တာဇော်ဝေစုကပြောဆိုထားပါတယ်။စစ်တကချင်းပရန်ပြစ်စင်နေသည့်ရွှေခောက်ပွဲအတွက်မေစရင်မှားရွက်မှုများကိုလူမှုကွန်ရက်ဆိုရှယ်မီဒီယာတွင်အကြေတပွင့်တင်ပြခြင်းမပြုဘဲသက်ဆိုင်ရာရွှေခောက်ပွဲကော်မရှင်နှင့်ညှိနှိုင်းဖြေရှင်းကြရန်ရှက်ဖို့ပါတီအတွင်ညွှန်ကြားလာကြောင်းကြံခိုင်ရေးပါတီတရင်ချင်းမြစ်ကပြောဆိုပါရ စက်တင်ဘာလ30ရက်နေ့မှာစတင်ပြီးအကြံဖတ်စစ်တလအောက်ခံရွေးကောက်ပွဲကော်မရှင်ကမဲဆင်းများထုတ်ပြန်ခဲ့ပြီးရင်းမဲဆင်းများတွင်တနိုင်ငံလုံးအတိုင်းအတာဖြင့်အမားရွေးမြောက်များစွာပါဝင်လာခြင်းဖြစ်သည့်ဖို့သောမဲဆင်းများမှာရွေးနေမှုကိုနေပြည်တော်နယ်မြေတွင်ရွေးကောက်ပွဲဝင်မိဘူးလလဆွေကလူမှုကွန်ရက်မှတက်စင်အကြီးအကျယ်ဝေဖန်မှုများလှုံ့ဆော်လာပြီးနောက်ရှမ်းဖို့ပါတီအတွင်ရင်းသို့မဲဆင်းမှာရွေးမှုများကိုလူမှုကွန်ရက်တွင်တင်ချင်းပြောဆိုခြင်းဝေဖန်ခြင်းမပြုလုပ်ရန်ညွှန်ကြားလာခြင်းဖြစ်ကြောင်းသိရပါသည် မဲစင်းကအမှားယွင်းရှိတယ်ဆိုရင်သက်ဆိုင်ရာမျိုးနယ်ရွေးကောက်ပွဲကော်မရှင်နဲ့ညှိနှိုင်းပြောဆိုလုပ်ကိုင်ပါလူမှုကွန်ရက်မှာတင်တာတွေပြောဆိုတာတွေဝေဖန်တာတွေရွေးကောက်ပွဲရဲ့ပုံရိပ်ကိုကြားဆင်းစေတယ်ရွေးကောက်ပွဲကိုကျင်းပပြီးမဲ့တက်မတော်ရဲ့ဂုံသိက္ခာကိုလည်းထိခိုက်စေတဲ့ပုံအဲဒါကြောင့်မဲစင်းအမှားယွင်းကော်မရှင်နဲ့မှန်အောင်လုံးမှန်အောင်စူးစမ်း Facebook ပေါ်မတင်နေ TikTok မတင်နေ Telegram မတင်နေဆိုပြီးနှုတ်နဲ့ညွှန်ကြားလာတယ်လို့ကြံခန့်ရေးပါတီသတင်းရင်းမြစ်ကရှင်းပြပါဗျာထို့ပြင်တရားရဂိုင်းလုံးပြည်စုံမှတ်ကတ်သောမဲစင်းမျိုးကဘာတွေမရှိကြောင်း ထို့ကြောင့်မဲစီရင်မှားရွက်မှုမှာဖြစ်တတ်သည့်သဘောဖြစ်ပြီးဖူပေါင်းဆောင်ရွက်ညှိနှိုင်းမှုဖြင့်သာမဲစီရင်အမှန်ကိုဆောင်ရွက်နိုင်မည်ဟုချမ်းဖို့ပါတီအတွင်ရှင်းလင်းပြောဆိုလာကြောင်းသိရပါသည်။အကြံဖတ်စစ်တပ်ကခန့်အပ်ထားသောလူဝင်မှုကြီးကြပ်ရေးဝန်ကြီးလှမြင့်ဆိုသူကလည်းရွေးကောက်ပွဲအတွက်မဲစီရင်များအချက်လက်ကွဲလွဲမှုမပြည့်စုံမှုနှင့်လိုအပ်ချက်များရှိနေကြောင်း ပြည်သူများအနေဖြင့်မိမိအမည်မဲစရင်တွင်ပါမပါအချက်လက်ပြည့်စုံမှန်ကန်မှုရှိမရှိမဲစရင်ထုတ်ပြန်ကြေညာထားသည့်နေရာများသို့လာရောက်ကြည့်ရှုနိုင်ရင်းနှင့်ပြင်ဆင်ဖြည့်ဆွက်ရန်လိုအပ်ချက်များရှိပါကခါကန်ရှင်အနေဖြင့်ရွှေကောက်ွယ်ဤဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီတတ်မှတ်ပုံစံများဖြင့်ဖြည့်ဆွက်ဆောင်ရွက်နိုင်ရေးအတိပေးကြရန်လိုအပ်ကြောင်းသတင်းထုတ်ပြန်ပြောဆိုထားပါသည်အကြံဖတ်မြင်အောင်လိုက်က2020ရွှေကောက်ွယ်တွင်မဲစရင်မှားယွင်းသည့်များကိုအကြောင်းပြပြီးစီအာနာသိမ့်ပြီးသမရဥဝင်မြင့်နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို မတရားဖန်ဆီးထောင်သွင်းအကျဉ်းချခဲ့ခြင်းဖြစ်ပါတယ်။ဆလပီရခိုင်ဒေသတို့တိုက်ခိုက်နေသော ARSA နှင့် RSO အဖွဲ့များကိုအားပေးအားမြောက်ပြုနေသည့်ဘင်္ဂလားဒေ့ရှ်နေကြာဆောင်အရာရှိတချို့ကိုအရေးယူပေးရန် AA ကဘင်္ဂလားဒေ့ရှ်အစိုးရထံကိုထပ်မံတိုက်တွန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ရခိုင်ဒေသတို့တိုက်ခိုက်နေသော ARSA နှင့် RSO အဖွဲ့များကိုအားပေးအားမြောက်ပြုနေသည့်ဘင်္ဂလားဒေ့ရှ်နေကြာဆောင်အရာရှိတချို့ကိုအရေးယူပေးရန် AA ကဘင်္ဂလားဒေ့ရှ်အစိုးရကိုရမန်နီထပ်မံတိုက်တွန်းလိုက်ပါတယ်။ အေအေကရခိုင်ဒေသတွင်လက်ကျန်မျိုးသုံးခုကိုစစ်တပ်လောင်းမှအလုံးစုံလွတ်မြောက်ရေးစစ်ရေးနိုင်ငံရေးညီလန်းများဖြင့်ဆောင်ရွက်နေစဉ် ARSA နှင့် RSO အဖွဲ့များကဘင်္ဂလားဒေ့ရှ်ရခိုင်နယ်စပ်တရှောက်နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းတို့တွင်ယာယီစခန်းများအခိုင်မာစခန်းများကိုတည်ဆောက်ပြီးရင်းနေရာများမှရခိုင်ဒေသအတွင်းသို့စိတ်ဝင်ရောက်ကာ AAE လုံခြုံရေးစခန်းများကိုလျှက်တပြတ်ဝင်ရောက်တိုက်ခိုက်ခြင်းဘင်္ဂလားဒေ့ရှ်ဘက်အချမ်းမှနေ၍နှောက်ယှက်ပစ်ခတ်ခြင်းရန်စပစ်ခတ်ခြင်းအရက်သားများကိုတပ်ဖြတ်ခြင်းနှင့်ပြန်ပြီးဆွဲချင်းချောက်ခြင်းတို့ကို ယခုရက်များအတွင်ပုံမလုံးဆောင်လာကြောင်းအေအေကပြောပါရယ်အော်တိုဘာလ17ရက်နေ့မိုးလဲ3နာရီအချိန်မောင်တော်မြောက်ပိုင်းလေရခွားဆောင်ဤတောင်ဘက်မီတာ200กว่าအစ္စလန်လက်နက်ကင်10ဦးကဒေသခံဆိုင်ကယ်ကယ်ရီမောင်းသူ3ဦးကိုခြုံကိုတိုက်ခိုက်ခဲ့ပြီးတအူးသေးဆုံးက2ဦးပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း ARSA နဲ့ ISO အဖွဲ့များမှဘင်္ဂလားဒေ့ရှ်နေကြာဆောင်တဲ့ BGB မှာအရာရှိတချို့နဲ့ထောက်ခံအားပေးသူတချို့ကထောက်ပံ့ပေးထားခြင်းဖြစ်နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်ဂျာဖြတ်အစိုးရအနေဖြင့်အမြန်ဆုံးဖော်ထုတ်အရေးယူရနှင့်အချိန်မီထိမ့်သိမ်းတင်ကြောင်းအေအေကပြောဆိုပါတယ်စက်တင်ဘာလ29ရက်နေ့ကလည်းအေအေကဘင်္ဂလားဒေ့ရှ်ဂျာဖြတ်အစိုးရကိုအသီးပေးထုတ်ပြန်ခဲ့ပြီးယခုထပ်မံ၍တိုက်တွန်းကြောင်းဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့်အရေးယူထိမ့်ချောင်းမှုမရှိဘဲဆက်လက်လွတ်ပေးထားမည်ဆိုပါကနှစ်ဖက်နယ်စပ်တည်ငြိမ်ရေးလုံခြုံရေးဆက်ဆံရေးနှင့်နှစ်ဖက်ယုံကြည်မှုတို့ကိုဆိုးရွားစွာထိခိုက်လာစေနိုင်ကြောင်း ထို့ကြောင့် ARSA နှင့် ISO အဖွဲ့များကိုဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှရက်ခိုင်ဒေသသို့ဝင်ရောက်စီးရေလှုပ်ရှားမှုများကိုအမြန်ဆုံးဟန့်တားပေးရန်ပါဝင်ပတ်သက်နေသောဘင်္ဂလားဒေ့ရှ်နေသားဆောင်အရာရှိအဖွဲ့နှင့်များကိုအမြန်ဆုံးထိန်းချုပ်အရေးယူပေးရန် AA ကကြီးညာချက်ထုတ်ပြန်ထပ်မံတိုက်တွန်းပါသည်ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရကထိန်းချုပ်မှုမရှိနိုင်ပါကနေဆက်နှင့်အာဆီယံဒေသတွင်လုံခြုံရေးတည်ငြိမ်ရေးတို့ကိုပါချိန်ချောက်လာနိုင်ကြောင်းဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်လည်းချိန်ချောက်မှုဖြစ်နိုင်ကြောင်း AA ကတိုက်တွန်းထားပါသည် ကျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်